မိုးရွာတဲ့ပေါ်လာဝီပန်တဲ့သူတွေကညံရင်မမြင့်မာတဲ့လူပိန်းနေလို့ဆိုတဲ့ကိုတာကီ MCL ပြိုင်သက်များလုံးပဲမင်္ဂလာပါရှင်ပြိုင်သက်များရှင်ကိုတာကီကတော့ဆိုရှယ်မီဒီယာပေါ်မှာအမြင်လို့လို့ခရက်ထနေတတ်တာပါ လက်တလုံးမှာလည်းကိုတာခိကပြီးခဲ့တဲ့ရက်မှာမိုးရွာခဲ့တာနဲ့ပတ်သက်ပြီးခန်းစားချက်ကိုဖွင့်ဟရင်ကြည့်ထားခဲ့ပြန်ပါတယ်။ပြီးခဲ့တဲ့နှစ်ရက်မှာမိုးတွေကတဲခဲ့တယ်လို့လေတွေကလည်းပြင်းခဲ့ပါတယ်။ဒါမှန်ချင်းဆိုရင်ကိစ္စမရှိပေမဲ့ငလင်ဘေးတင်ကလူများလမ်းမပေါ်မှာတိမ်းရှောင်နေရချိန်မှာမိုးကြီးခဲ့တာမို့ဒုက္ခကြီးခဲ့ရပါတယ်။ ညာကြီးအချိန်မတော်ရတဲ့အတွက်လူတွေကထပြေးပြီးမိုးရင်မိပြီးဒုက္ခတွေရောက်ခဲ့ကြတာပါမိုးရွာတာကငလင်ပေးကြောင့်ဒုက္ခရောက်စေရလို့သာအများကလက်ခံထားကြတာပါဒါပေမဲ့ကိုသာကြီးကတော့မိုးရွာတာကကောင်းခြင်းတစ်ပါးလို့သူ့ရဲ့အကောင့်မှာဖွင့်ဟထားပါတယ်မိုးရွာတဲ့အချိန်မှာလမ်းမပေါ်မှာရှောင်နေရသူတချို့ဒုက္ခရောက်နေရပြီးမဲ့တိုက်အောက်မှာပိတ်မိနေသူတွေကမိုးဆက်တွေကိုတောက်သုံးပြီးအသက်ရှင်နေပါစေဆိုပြီးကိုသာကြီးကဆုတောင်းပေးခဲ့တာပါအခုလိုဆုတောင်းတဲ့ပုံမှာကိုသာကြီးကမိုးရွာတာကိုပျော်နေရလို့ယူဆကဝေဖန်ခံရတာပါဒါအပြင်မိုးရွာတာကြောင့် င်အောင်မှာပြင်မိနေတဲ့သူတွေကလည်းအသက်မရှင်နိုင်ဘူးဆိုပြီးကိုသာသည်ကအသိဉာဏ်မရှိကြောင်းထောက်ပြခဲ့ပါတယ်။ မိုးရီတွေကတိုက်အောင်မှာတန့်စင်တဲ့အနေအထားနဲ့မဖြစ်နိုင်တဲ့အတွက်ပိမိနေတဲ့သူတွေအနေနဲ့တောက်တုံးဖို့မသင့်နိုင်ဘူးလို့ကိုကိုတာခိကိုလူများကပြန်လည်ရှင်းပြနေကြတာပါကိုတာခိကတော့သူ့ကိုသူညံရီတိမ်သူလို့မထင်ပဲလာရှင်းပြနေကြတဲ့သူတွေအဖြစ်တင်တဲ့သူတွေကိုသာညံရီတိမ်သူတွေလို့မှတ်ယူထားတာဖြစ်ပါတယ်သူကတော့ညံရီရှိရှိနဲ့သာအသက်ရှင်နိုင်တယ်လို့ဆုတောင်းပေးခဲ့တာလို့ဆိုပါတယ်ဒါအပြင်မိုးရွာပါစေလို့ဆုတောင်းလာတာမဟုတ်တဲ့အတွက်သူ့မှာအပြစ်ရှိတယ်လို့လည်းအထူးတလဲမခံစားရပါဘူးကိုတာခိကမိုးရွာပါစေလို့ဆုတောင်းတာမဟုတ်ပဲမိုးရွာတယ်ရှိ င်ကြောင်းတိုက်အောက်မှာပြည်နေသူတွေကိုရှင်းတန်းခြင်းစဉ်စိတ်နဲ့ဆူတောင်းလိုက်တာပါဒီလိုဆူတောင်းတာကိုဝေဖန်သူတွေကပိမိနေတဲ့သူတွေကိုအသက်မရှင်စေချင်ဘူးလားလို့ကိုတာကီကမေးမြန်းထားပါတယ်ဒါအပြင်ကိုတာကီရေးထားတာကိုနားမလည်ပဲဝေဖန်နေတာကလည်းဉာဏ်ရည်မရှိသူတွေလူပိနေလို့အင်တာဗျူးကနေပြောလာခဲ့တာဖြစ်ပါတယ်ကိုတာကီကငလင်ပြီးမှအလူငွေသားလှူတာမဟုတ်ပင်အခုလိုဉာဏ်ရည်တွေကိုပါအားဆိုင်ထုတ်ကသုံးနေတာပါအလူဆိုတာလှူယုံနဲ့ ပြီးမသွားတာမို့လို့အုံနောက်ဆိုင်ထားတာကြောင့်လူအပင်မခံရကြောင်းကိုလည်းညံ့ရင်မမိသူတွေတိဖို့ဆိုပြီးကိုတာခီကရှင်းပြထားပါသေးတယ်။ကိုတာခီကငလီမိန်လူတဲ့အချိန်မှာသူများစီမှာအလူငွေမထင်ကျင်တဲ့အတွက်ကိုတိုင်းသားတကယ်ပေးတဲ့နေရာတွေကိုလိုက်လူပြီးနေတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းတတအုံမျိုးဘက်ကိုသွားလှူခဲ့ပါသေးတယ်။ကိုတာခိကလှူပေးရုံတင်မကပဲ၊ကွယ်လွန်သွားသူတွေအသက်ရှင်အောင်လည်းအမျှပေးဝေကဒါမျိုးတွေလည်းလုပ်ပါတယ်။အမျှပေးဝေနေရင်းနဲ့ကွယ်လွန်သူတယောက်အလူပစ္စည်းတွေလာယူတဲ့တယောက်မှဝင်ပူးပါတယ်။ ဝင်ဘူးကအမျှလူချင်းကြောင့်တောင်းခဲ့တာပါဒါကြောင့်မလို့ကိုတာကီကလှူခဲ့တဲ့မြတ်ကိုအမျှပေးဝေခဲ့ပါတယ်ဝင်ဘူးတဲ့သူကတာရုခေါ်ပြီးကျွတ်လွတ်သွားတာကြောင့်ကိုတာကီကပျော်ရွှင်လို့နေတာပါကိုတာကီကငလင်ပေးမှသူများနဲ့မတူအောင်ကျွတ်တန်းဝင်တာတွေဒီလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်လာမယ့်ရက်ပိုင်းထဲမှာလည်းအင်းလေးဒေသကိုသွားပြီးငလင်ပေးအလူသွားလို့အောင်မှာပါမိုးရွာတဲ့ပေါ်လာဝေပန်နဲ့တူရင်းကညံရင်မမြင်မတဲ့လူပိန်းနေလို့ဆိုတဲ့ကိုတာကီပေါ်ပရိသတ်တို့ရဲ့မြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်